အလုံးအလုံးဝင်မင်္ဂလာပါဗျာ JTS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ပွဲပြန်ထုတ်တက်တော့မဲ့ Bronica ရဲ့ပြန်ဖက်ဟောင်း Frasica Vera ရဲ့အကြောင်းနိုင်ပွဲပြန်ယူနိုင်ခဲ့တဲ့ Wenderwit တန်ရဲ့နန်ချာဘင်ဂျီ Kamaru Usman ရဲ့အကြောင်းမထင်မဲ့ထားလောက်အောင်ဆွမ်းဆောင်ရေးကြသွားခဲ့တဲ့ UFC Champion ဟောင်းဂျီတူရဲ့အကြောင်း Flyweight Ranking ထဲရောက်လာတော့မဲ့ Rotan နဲ့ဝက်ဖြစ်လာနိုင်ခြေရှိတဲ့ဆိုတဲ့ Fighter တူဖြစ်တဲ့ Joshua Yan ရဲ့အကြောင်းနဲ့ 1173ကိုဂျပန်မှာကျင်းပဖို့စီစဉ်ထားတဲ့ One Championship ရဲ့အကြောင်းစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဒီကနေ့မှာစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာမယ့် 15511T ပြိုင်ပွဲမှာဆိုရင်တော့မြန်မာဖိုင်တာတွေရဲ့သွေးဆိုင်တွေပါဝင်လာခဲ့ခြင်းမရှိပါဘူး။ဝမ်ချမရှိဟာပြီးခဲ့တဲ့ရက်သက်တပတ်တွေမှာမြန်မာဖိုင်တာတွေကိုဆက်တိုက်ပွဲထုတ်နေခဲ့တာဖြစ်ပြီးတော့ဒီတပတ်မှမှပဲမြန်မာဖိုင်တာတွေရဲ့သွေးဆိုင်ကိုထည့်သွင်းမလာခဲ့တာပါ မြန်မာဖိုက်တာတွေမပါပြီးမဲ့လေ135 113ပြန်ပွင့်မှာတခြားစစ်ဝင်စားစရာသွေးဆိုင်တွေကတော့ပါဝင်နေခဲ့ပါတယ်။ Bronican ရဲ့ One Championship ပွဲဥထွန်းမှာအနိုင်ယူနိုင်သွားခဲ့တဲ့ Francisca Vera ဟာဆိုရင်လေ135 113ပြန်ပွင့်ချိန်မှာဝေပြန်ထူတက်သွားတော့မှာပါ။တကယ်တော့ Vera ဟာသူ့အနိုင်ယူနိုင်ခဲ့တဲ့ Bronica ထက်တောင်ပိုနောက်ကျပြီးမှပွင့်ပြန်ရရှိခဲ့တာပါ။ ရော်နီကာဟာဆိုရင်ပြီးခဲ့တဲ့မေလကတည်းကပွဲပြန်ထူးတက်ခဲ့ရတာဖြစ်ပြီးထိုင်းဖိုက်တာဂျူနီယာဖက်တက်စ်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဝမ်ချမ်ပီယံရှစ်ဘက်ကဖရစီကာဘဲရာကိုလည်းထိုင်းပြန်ဖက်တူးနဲ့ထိတိုက်ပြီးတွေ့လာခဲ့ပါတယ်။ဘဲရာရဲ့ပြန်ဖက်ကတော့နောင်ဖာဆိုင်ဆူတူပင်ဖြစ်ပါတယ်။နောက်ဖာဆိုင်ဆိုရာကလည်းစန်ချိုင်းဂျင်မာလိချင်နေတဲ့ဖိုင်တာမလေးတူဖြစ်ပြီးတော့ဝမ်ချမ်ပီယံရှစ်မှာ၃ပွဲထိုးတက်ထားခဲ့ပါတယ်။၃ပွဲမှာဆိုရင်တော့၂ပွဲနိုင်တပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ ဝန်ချမင်းချင်းမှာအပွင့်ပွင့်နှစ်ပွဲဆက်အနိုင်ယူနိုင်ခဲ့တဲ့နောင်ဖာဆိုင်ဟာဆိုရင်တော့နောက်ဆုံးထိုးတက်ထားခဲ့တဲ့ပွဲမှာတော့တနိုင်ငံထဲနာဖိုင်တာတူဖြစ်တဲ့ထန်းထန်းဆိုတဲ့ဖိုင်တာကိုရှုံနေသွားခဲ့ရပါတယ်ဒါကြောင့်ဒီပွဲကလည်းသူမအတွက်နိုင်ပွင့်ပြန်ယူပြနိုင်ဖို့အတွက်အရေးကြီးနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်နေပါတယ်။ Francisca Vera ကတော့1 championship မှာ3.9 3ပွဲရှုံးရလတ်နဲ့အလဲအလဲရလတ်မျိုးဖြစ်နေပါတယ်။ ဒါပေမဲ့နောက်ဆုံးပွဲမှာဘရော်နီကာကိုအနိုင်ယူထားနိုင်ခဲ့တာကြောင့်ဒီမှာအနေနဲ့လည်းယုံကြည်မှုကိုရှိနေမယ်လို့ထင်ပါတယ်။ဖရက်စကန်ဗီရာကလက်တန်းပိုင်းမှာအသာချက်ရှိတာကြောင့်ထောက်လက်တီတွေနဲ့အကွာဝေးထိန်းပြီးထိုးတက်တဲ့နေရာမှလည်းကောင်းတယ်လို့တရောင်တွေဒူးတွေအနီးကပ်တိုက်ခိုက်တဲ့အပိုင်းမှလည်းကောင်းတဲ့တူတအုပ်ပင်ဖြစ်ပါတယ်။တလုံးရလဲတုံးချီပြည့်ကစားနိုင်တဲ့တလုံးမျိုးရှိတဲ့ဖိုင်တာဖြစ်ပြီးမကုံကတ်လဲမြင့်တယ်လို့ပြောလို့ရပါတယ်။ ဗရနီကန်ကိုအနိုင်ယူထားနိုင်ခဲ့ဘူးတလို့နောက်တစ်ချိန်ကျရင်လဲသူမနဲ့မကြည်ပွင့်ပြန်တယ်ပြလာတာမျိုးလင်းဖြစ်လာနိုင်ပါလေ။ဒါကြောင့်ဖရက်စီကန်ဘဲရာနဲ့နောင်ဖာဆိုင်တို့ရဲ့တွဲဆိုင်ကိုကျွန်တော်တို့မြန်မာပလေးတက်တွေအနေနဲ့စေဝင်တစားဆောင်ကြည့်တော်ဖို့လိုအပ်နေပါလေ။ကာမာရူဥစမန်ဟာဆိုရင်တော့တစ်ချိန်လုံးကဝယ်ရဝိတ်တန်းမှာမီးမူနိုင်ခဲ့တဲ့ဖိုက်တန်ကြီးတူပဲဖြစ်ပါလေ။ဝယ်ရဝိတ်ချန်ပီယံပွဲကိုအချိန်ချင်းကောင်ကွယ်ပြတ်ထားနိုင်ခဲ့သူလည်းဖြစ်ပါလေ။ ။ဒါပေမဲ့လည်းကမာရူအစ်စမန်ဟာဆိုရင်တော့လီယွန်အဝက်စ်ကိုရှုံးနှိပ်ပြီးဝေဒဝိချန်ပီယံဘွဲ့ကိုလက်လွတ်သွားခဲ့ရတယ်လို့လီယွန်အဝက်စ်နဲ့မကြီးပွဲမှာဆိုရင်လည်းထမှန်ပြီးတော့ရှုံးနှိပ်သွားခဲ့ရပါတယ်။ဒီလိုနဲ့နောက်ထပ်တပွဲမှာလည်းမေဒဝိတန်ကိုတတ်ထူပြန်တော့လေခမ်ဇတ်ချီမက်ကိုထပ်ပြီးရှုံးနှိပ်သွားခဲ့ရပါတယ်။နောက်ဆုံး3ပွင့်ဆက်တိုက်ကိုလည်းရှုံနေထားခဲ့ရတာဖြစ်တယ်လို့အတန်အရွယ်ကလည်း38နှစ်အရွယ်ရှိနေပြီဖြစ်လို့အလုံးကကာမာရူအုစမန်ရဲ့ခက်ကကုံဆုံးသွားပြီလို့ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်းဒီတစ်ပတ်မှာကျင်းပပြုလုပ်သွားမယ့် UFC Fight Night ပြိုင်ပွဲမှာတော့ Usman ဟာ Welterweight တန်းရဲ့အလားအလာရှိတဲ့ fighter အဖြစ်သတ်မှတ်ခံထားရတဲ့ Joaquin Buckley ကိုအနိုင်ယူပြနိုင်ခဲ့ပါတယ်။ Joaquin Buckley က UFC ကိုရောက်ခါစကြတဲ့က Welterweight တန်းမှာဆထိုးတက်နေခဲ့တာဆိုပေမဲ့လည်းရလက်ပိုင်းကတော့မကောင်းခဲ့ပါဘူး။ဒါကြောင့်ဝေဒန်ဝိတန်ကိုဆင်းလာခဲ့တာဖြစ်ပြီးတော့အခုဆိုရင်6ပွဲဆက်အထိကိုအနိုင်ရရှိထားခဲ့ပါတယ်။ ဝယ်တော်ဝိတ္တမှာတော့လူကောင်လေးတော်တော်လေးချွန်နေခဲ့တယ်လို့ပါဝါကလည်းတော်တော်လေးကိုကြီးတဲ့အတွက်ကြောင့်ပြန်ဖက်တွေကိုလည်းအလဲထိုးပြီးတော့မှဖြူပြနိုင်ခဲ့တာဖြစ်ပါတယ်ဒီမတိုင်ခင်မှာပွဲမှာဆိုရင်တော့ဝေဒဝိတန်ရဲ့ထိတ်တန်ဖိုင်တာကြီးတူဖြစ်တဲ့ကိုဗီကိုဗီနန်ကိုအနိုင်ယူပြထားနိုင်ခဲ့ပါတယ်။ UMC ကတော့ Joaquin Buckley ကိုထိတ်တန်စီးရင်ထဲတမ်းမထက်ပဲ Cameroon Usman နဲ့ထပ်ပြီးဆမ်မီပွဲစစ်ခဲ့တာပဲဖြစ်ပါတယ်။ Cameroon Usman ကလည်းဒီပွဲမှာသူမအိုသေးဘူးဆိုတဲ့အကြောင်းကိုပရိသတ်တွေကချပြသွားနိုင်ခဲ့ပါတယ်။ အားလုံးကြွဆထားတယ်လို့ပဲ Usman ဟာ Joaquin Buckley ကိုရှင်းမထိုးပဲဝင်လုံးပို့တာပြင်ဆင်လာခဲ့ပါတယ်။ COVID COVID တန်းနဲ့ပွဲမှာထိတ်တောင့်တွေကိုကောင်းကွယ်ပြသွားနိုင်ခဲ့တဲ့ Joaquin Buckley အနေနဲ့ Usman ရဲ့ထိတ်တောင့်တွေကိုတော့မကောင်းကွယ်နိုင်ခဲ့ပဲပထမအချိန်ကစပြီးမကြာခင်မှာပဲမြေပေါ်ပါသွားခဲ့ရတာပဲဖြစ်ပါတယ်။ဒီပြင်ပေါ်မှာ Usman က control time ယူပြီးတော့မှစိတ်တိုင်းကြထူထောင်သွားနိုင်ခဲ့ပါတယ်။နောက်ဆုံးအချိန်မှလည်း Usman ကဒီ game plan အတိုင်းပဲဆက်လုပ်ခဲ့ပြီးတော့ အလုတ်ကဖြစ်သွားခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။နောက်ဆုံးမှာတော့တပွဲလုံးအသာစီယူနိုင်ခဲ့တဲ့ကာမာရူအုစမန်ကိုပဲအမတ်ပီးဒိုင်တွေကယွမ်နန်မတ် decision နဲ့အနိုင်ပြလိုက်ကြတာပဲဖြစ်ပါတယ်။ဒီနိုင်ပွဲအပြီးမှာတော့ကာမာရူအုစမန်ဟာချန်ပီယံစင်ကိုခွင့်အထိပါပြန်ပြီးတော့မှရည်မှန်းထားကြောင်းလဲပြောဆိုသွားခဲ့ပါတယ်။အသက်38နှစ်အရွယ်ဆိုတဲ့အသက်အရွယ်ကြောင့်ချန်ပီယံပြန်ဖြစ်ဖို့ကတော့မိုလေကူတော့တဲ့အနေအထားမျိုးမှာရှိပါတယ်။ ဘလို့ပဲဖြစ်ဖြစ် Osman နိုင်ပွင့်ပြန်ရလိုက်တာကြောင့်ဝေဒဝိတန်ရဲ့အနေထားကတော့ပိုပြီးတော့မှစိတ်ဝင်စားစရာကောင်းသွားခဲ့တယ်လို့ပြောလို့ရပါတယ်တို့အနေနဲ့နောက်ထပ်တပွဲလောက်ထပ်ပြီးတက်တီပြန်ရနိုင်ပြီးတော့ဘေးဖိုက်တာနဲ့ပွင့်ဖြစ်လာမလဲဆိုတော့ကတော့စိတ်ဝင်စားဆက်လက်ဆောင်ကြည့်သွားရမှာဖြစ်ပါတယ်ကိုရီဂမ်ဘရန်ဆိုတာက UMC ဘနဝိတန်ရဲ့ချန်ပီယံဟောင်းတဦးပင်ဖြစ်ပါတယ်သူကအသက်25နှစ်အရွယ်မှာတင်ချန်ပီယံဖြစ်လာခဲ့တာဆိုပေမဲ့လည်းချန်ပီယံတက်တန်းကခဏလေးပဲရှိခဲ့တာပါ ပထမဆုံးခက်ပတ်ကောင်းကွင်းပွဲမှာတင် TJ တီလာရှုံးဆိုတဲ့ fighter ကိုအလဲထိုးနဲ့ခံလိုက်ရပြီးတော့ champion ပွဲကိုလက်လွတ်ထားခဲ့ရပါတယ်။မကြည်ပွဲပြန်ထိုးတက်တဲ့အချိန်မှာဆိုရင်လည်း champion ဖြစ်အောင်ဆွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။အဲဒီနောက်ပိုင်းမှာတော့ Cody Garbrandt ဟာဆွမ်းဆောင်ရည်တွေဆက်တိုက်ကျဆင်းလာခဲ့တာလည်းဖြစ်ပါတယ်။တကယ်တော့သူ့အသက်အရွယ်က33နှစ်ပဲရှိနေသေးတာကြောင့်ဆွမ်းဆောင်ရေးကြတာကအသက်အရွယ်နဲ့မဆိုင်ဘူးလို့ပြောရမှာဖြစ်ပါလိမ့် UFC Fight Night Atlanta ပြိုင်ပွဲမှာဆိုရင်တော့ Cody Garbrandt ရဲ့တွဲဆိုင်ကလည်းပါဝင်လာခဲ့ပါတယ်။သူထံအသက်အရွယ်ပိုကြီးတဲ့38နှစ်အရွယ် Brazil Fighter Ronwin Barcelo ဆိုတဲ့ Fighter နဲ့ထူးတက်သွားခဲ့ရတာဖြစ်ပါတယ်။ကိုရီကမ်ဘရန်ကအစောပိုင်းမှာတာခဲ့တဲ့ဆိုပေမဲ့လည်းနောက်ပိုင်းအချီတွေမှာတော့အတန်ရွယ်နဲ့မလိုက်အောင်တက်လုံကကြာစင်းသွားခဲ့ရပါတယ်။ဒါကြောင့်လည်းအမတ်အဆုံးဖြတ်ပြီးတဲ့နေရာမှာဒိုင်းတွေက Brazil Fighter ဖြစ်တဲ့ Ronwin Barcelo ကိုအနိုင်ပြလိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုဆိုရင်ကိုရီဂမ်ပရန်ဟာနောက်ဆုံးထိုးတက်ထားခဲ့တဲ့10ပွဲမှာ9ပွဲအထိတောင်ရှုံးနေသွားခဲ့ရပြီလည်းဖြစ်ပါလေ။ Champion Home တူဆိုပေမဲ့လည်းလက်ရှိစွမ်းဆောင်ရည်ကတော့ UFC မှာဆက်ရှိရဖို့အတွက်မထိုက်တန်တော့တဲ့အခြေအနေမျိုးတွေဖြစ်လာခဲ့ပါလေ။ပရိသတ်တွေကပါသူ့ကိုစာချုပ်ဖြတ်သိမ်းလိုက်ဖို့အတွက် UFC ကိုတိုက်တွန်းနေကြပြီလည်းဖြစ်ပါလေ။လက်ရှိ1 championship ရဲ့ Muay Thai flyweight တက်မှာအလားအလာရှိဆုံး fighter ကိုပြပါဆိုရင်တော့ကြောက်စွန်ရိုက်ကိုပင်ပြရမှာဖြစ်ပါတယ် နောက်ဆုံး9ပွဲဆက်အထိကိုအနိုင်ရရှိထားခဲ့တဲ့ကျောက်စွာရိုင်းဟာဆိုရင်တော့ဒီလမှာချင်းပပြုတ်တော့မဲ့159ပြင်ပွဲကြီးမှာဆိုရင်တော့သူ့အတွက်အရေးပါလွန်းလာတဲ့နိုင်ပွဲတစ်ပွဲကိုရယူသွားနိုင်ခဲ့ပါတယ်။အဲ့ဒီပြင်ပွဲကြီးမှာဆိုရင်တော့ကျောက်စွာရိုင်းက ranking 10က Necro ဆိုတဲ့ fighter နဲ့ကောင်ပွင့်အဖြစ်ထိုးတက်သွားခဲ့ရပါတယ်။အဲ့ဒီပွဲမှာတော့ဂျော့ဆွာရိုင်းဟာပထမအခြေ10မိနစ်တောင်မပြည့်သေးခင်မှာပဲနက်ခရော့ကိုအလဲထိုးပြီးအနိုင်ယူပြနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူကနောက်ဆုံး၅ပွဲမှာ၄ပွဲအထိကို အလဲထိုးနဲ့အနိုင်ယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒီနိုင်ပွဲနဲ့အတူဂျော့ဆွာရိုက်ဟာအသစ်ပြန်ပြင်ဆင်လာခဲ့တဲ့ flyweight ranking ထဲမှာပါဝင်လာခဲ့ပြီးဖြစ်ပါတယ်။သူက ranking ထဲမှာ knockout နေရာကိုရယူလိုက်နိုင်တာဖြစ်ပြီးတော့အဆင့်၅နေရာဖြစ်လာခဲ့ပါတယ်။ဒီပွဲအပြီးမှာတော့ပရိသတ်တွေကလည်းဂျော့ဆွာရိုက်ကို flyweight တန်းရဲ့နာမည်ကြီး fighter တူဦးဖြစ်တဲ့ Rotan နဲ့ထိတ်တိုက်ပွေးတွေးတင့်နေဆိုပြီးတော့ထောက်ပြလာခဲ့ပါတယ်။ တို့ပဲမဲ့လေဒီတွဲဆိုင်ကထင်ထားသလောက်လင်းလင်းမြန်းမြန်းဖြစ်လာအောင်မေတော့မထင်မိပါဘူးအခုတော့ ranking ထဲရောက်ခါစားဖြစ်တဲ့အတွက်ကြောင့်မို့ Joshua Yeo ကို1 championship ဘက်ကတူထက် ranking ပုံမြင့်တဲ့ fighter တအူးနဲ့အရင်ဆုံးထိုးတက်ခိုင်းဖို့များနေပါတယ်အဲ့ဒီပွဲမှာပဲအနိုင်ရတဲ့ Suma Rotten နဲ့ Joshua Yeo တို့တွဲဆိုင်ကဖြစ်လာလိမ့်မယ်လို့ထင်မြင်မိပါတယ် COVID မတိုင်ခင်ကာလတွေမှာဆိုရင်တော့1 championship ဟာအမေရိကန်ကိုထိုးဖောက်ဖို့အတွက်အိမ်မက်အကြီးကြီးမှတ်ခဲ့တာပဲဖြစ်ပါတယ် တိုက်ခိုက်ရေးလောကမှာအမေရိကန်ဇီးကွက်ဟာအကြီးမားဆုံးဇီးကွက်တစ်ခုဖြစ်နေပြီးတော့လက်ရှိမှာ UFC ကပင်လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ COVID ကြောင့်ဝမ်ချမင်းရှိရဲ့အမေရိကအိမ်မက်ကလည်းနောက်ဆုတ်သွားခဲ့ရပြီးတော့ COVID ကာလအလုံးမပင်အမေရိကန်မှာပြိုင်ပွဲစတင်ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ထက်မှဝမ်ချမင်းရှစ်ကအမေရိကန်မှာပြိုင်ပွဲပြုလုပ်ထားဖို့စီစဉ်ထားခဲ့ပြီးမှဩဂတ်စ်လမှာကျင်းပပြုလုပ်သွားမယ် 173ပြိုင်ပွဲကိုတမ်ပါမြို့မှာကျင်းပဖို့လှုပ်ထားခဲ့ပါတယ်။ဒါ့ပေမဲ့လည်းကောင်းပွဲတည်ထားပေးထားခဲ့တဲ့ Stanford တက်နဲ့ Denny Zambowanga တို့တွဲဆက်ကပြတ်သွားလာတဲ့အတူတမ်ပါမြို့မှာကျင်းပမယ့်အစီအစဉ်ကိုပါဖျက်သိမ်းလိုက်ရပါတယ်။ဝမ်ချမစ်ရှစ်ကတော့173ပြိုင်ပွဲကိုပြန်လည်ကျင်းပမဲ့အစီအစဉ်ကိုလည်းထုတ်ပြန်ကြေညာလာခဲ့ပြီဖြစ်ပါတယ် ဒါမဲ့နိုဝင်ဘာလ16ရက်နေ့ကျရင်1173ပြိုင်ပွဲကြီးကိုဂျပန်နိုင်ငံတိုကျိုမှာကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့1 Championship ကထုတ်ပြန်ကြေညာလာခဲ့တာပဲဖြစ်ပါတယ်။ဒါကိုကြည့်လိုက်မယ်ဆိုရင်တော့1 Championship ကအမေရိကဇီးကွက်ထက်ဂျပန်ဇီးကွက်ကိုပိုပြီးအားထားလာခဲ့တာမျိုးတွေ့ရပါတယ်။ကျွန်တော်အမြင်ရတော့ကျွန်တော်တို့မြန်မာပရိသတ်တွေရဲ့ MMA ဖခင်ကြီး အောင်လာအဆန်းကျွန်တော်နောက်ဆုံး MMA လောကကနေအနောက်မြူခင်ရှင်ပြိုင်ထူးတက်သွားမယ်ပွဲကိုတော့အခုဒီ1173မှာပဲမြင်တွေ့ရနိုင်ဖို့ရှိနေပါတယ်1173ကဒီနေ့အတွင်းဂျပန်မှာဂျင်းပပစ်လို့တွားခဲ့တဲ့ဒုတိယမြောက်ပြိုင်ပွဲကြီးလည်းဖြစ်ပါတယ်လက်ရှိမှာဆိုရင်တော့1 Championship ကနာမည်ကြီးဂျပန်ဖိုင်တာတော်တော်များများကိုလည်းခေါ်ယူစာချုပ်ချုပ်ထားပါတယ် K1 Champion ဟောင်းတွေနဲ့ဂျပန်ရဲ့နာမည်ကြီး Kickboxing ဖိုင်တာတွေတော်တော်များများကလည်း1မှာရောက်နေကြပြီပဲဖြစ်ပါတယ် ဒီဖိုက်တာတွေကိုအာကိုနဲ့ပဲဝမ်ချမ်ပီယံရှစ်ကဂျပန်ဇီးကွက်ကိုထိုးဖောက်ချင်နေတာလည်းဖြစ်ပါတယ်။လက်ရှိအချိန်ထိတော့1173ပြိုင်ပွဲအတွက်ဝက်ဆိုင်တွေကတော့ထုံပြင်ကြညာချင်းမရှိသေးပါဘူး။ဒီချာတာကတော့ဒီပြိုင်ပွဲမှာလည်းဂျပန်ဖိုက်တာတွေကိုပဲအပြုတ်ပြီးတော့မှပွဲထုတ်လာအောင်မှဖြစ်တယ်လို့ 117 prima မူလကပါဝင်လာဖို့စီစဉ်ထားခဲ့တဲ့ဆူနီဦးနဲ့ line harrison တို့ရဲ့တွဲဆန်းကလည်းပြန်ပါလာဖို့အတွက်မတိချသေးတဲ့အနေအထားမျိုးတွေဖြစ်သွားခဲ့ရပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တဦးတယောက်ခြေစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ နောက်လာမယ့်နေ့ရက်တွေမှာလည်းအင်္ဂစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးကိုစူးစီးသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆိုရင် like and subscribe လေးနဲ့ RPK ပို့ဒီကနေ့အားလုံးကိုတောင်းဆိုလိုက်ချင်ပါတယ်ကျွန်တော်ကတော့အစဉ်စဉ်တင်ဆက်သူ Joseph ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်းဆိုင်နိုင်ကြပါစေ